ကတ်ချင်းဆောင်ရန်ရှောင်းရန်နှင့်မြည်တို့ရွဆိုတင်ကြောင်းညွန်ကြားပေးတော်မူပါဖရာတပည့်တော်မှသည်အလုံးလုံးရသည့်နေများတွင်ပုံမှန်မနက်7နာရီ9နာရီကဲ့ရမှာမနက်6နာရီဆုံးကတ်ချင်းများလည်းလုံဆောင်နေပါတယ်ဖရာလုံရရမရသိချင်ပါတယ်ဖရာဆုံးတော်ကပ်ပြီးပါကလည်းပဲချင်းကြကပြန်ဆွန့်တင် vale fiare son cache ne patati usino sape ma te mi shi aba edi ha emdan tu cha no ba cha တကားမှာစာပေမှာဆုံးကတ်တယ်ဆိုတာမတွေ့ရဘူးလေဆိုပြီးတော့ဥစဉ်ကအင်တာဆေးမန်းစပါတယ်နော်ဒါဆိုပါဆိုပန်းတွေကတ်ချင်းတွေ့ရတယ်နော်အမွှေးကြိုင်ကတ်ချင်းတွေ့ရတယ်နော်စီမီကတ်ချင်းတွေ့ရတ အာကုတ်ကာအကုတ်ကာကချင်တွေ့ရတယ်နော်အလန်အလန်လေးတွေကချင်တွေ့ရတယ်ပြီးတော့အဦးဇင်းတို့မှာရေကချင်တွေ့ရတယ်တမဆုံကချင်တွေ့ဘူးဘာကြောင့်လဲဘာကြောင့်မတွေ့ဘူးလဲဆိုပြီးတော့ဦးဇင်းကအာဆီယရိုတွေကိုမေးစစ်ခြင်းပါတယ်အဲ့တော့ဦးဇင်းတို့မှာ စာပေမှာဆုံးကတ်ချက်မပါဘူးမတွေ့ဘူးဆိုလို့ရှိရင်တော့အမဒန်ယူရှင်တဲ့အချက်အလက်လေးထပ်ပြရမှာပေါ့ဦးဇင်းတို့ကအဲ့လိုဆိုဆုံးကတ်ချက်နဲ့ပတ်သက်တဲ့အချက်အလက်တွေလည်းမသိဘူးဒါဆိုသူကလုံးဝမရေးထားဘူးမကားသေးဘူးလေဆိုလုံးဝမရေးထားဘူးဆိုရင်အဲ့ဒီဟာနဲ့ပတ်သက်တဲ့အချက်အလက်တွေလည်းမပါဘူးပေါ့နော်အဲ့တော့ဒကနကောင်တွေကဆုံးကတ်တာတော့ မားတယ်လို့တော့မပြုတ်ပါဘူး။ဥစဉ်ကတဲ့ဥစဉ်ကတော့ထင်တဲ့အကျိုးတော့ရှိပါတယ်။ဆိုပါစို့လက်ကရကမတွေကအာမြေစာဖျားစင်တူတို့ဘယ်ခလဲမြေစာဖျားရုပ်ပွားတော်မှာအာတက္ကရကမတို့ကစုံကမဲ့ solution နေတိုင်းတိုင်းစုံကမဲ့ solution အဲ့ဒီမှာအချင်းရသွားတယ်။ပြီးတော့နောက်ဘဝမှာမြေစာဖျားခဲမှာလူဘဝရမယ်ဆိုလို့ရှိရင်မြေစာဖျားကိုတွေ့တွေ့ချင်းတခါတည်းစုံကချင်းစိတ်တွေပေါ်ပေါက်လာလိမ့်မယ်။အဲ့လိုစေမြေစာဖျားကိုတခါတည်း ဆောင်ကမ်းမဲ့ပါကျွန်တော်ဆိုတော့ခုအရင်ဘဝမှာမြန်စာဖျားအာယောပွားတော်စီမှာစုံကထားလို့အချင်းရသွားပြီ။ဒါဆိုတကယ်မြန်စာဖျားနဲ့တွေ့ပြီးရင်စုံကချင်းစိတ်တွေပေါ်ပေါက်လာမယ်။စေဒီအကျိုးတော်ဥစဉ်ကတွေ့ရပါတယ်။နော်။ဒါဆိုမားရလုံးမပြုတ်ပါဘူးအဆင်ပြေတယ်။ဒါပေမဲ့စာပေမှာအထောက်အကူမရှိတော့အချက်အလက်တွေလည်းမသိရပါဘူး။အဲ့တော့အခက်အခဲများဖြစ်ပါတယ်။ အရကကမရုကဟောပါပြီဒါဆိုကမဲဆိုရင်ဦးစင်ကအဲ့လိုဆိုအကြံပေးခြင်းနဲ့တကရကမရုကအမ်ညစာဖျားကညနေမှလည်းအဲဘယ်လိုပဲဖြစ်ဖြစ်ဆုံးမကုန်ပြပါဘူးဒါနဲ့အမ်ညစာဖျားအရှေ့မှာဆုံးထားလိုက်ပြီးတော့ညာထိထားလိုက်မယ်ဆိုလို့ရှင်အဒီခါမှာဆုံးကပုတ်သွားမယ်အနန်ဆိုမယ်မလှဘူးဆိုလို့ရှင်တော့အဆင်မပြေဘူးပေါ့ မြေစာဖျားကဒီဇီရီပထိုးတွေမှာအကျိုးကိုအမ်တခြားခြားဟောထားတယ်ဇီရီပထိုးတွေအနေအနာလာပြီးတော့အဲ့ဒီအခါမှာတတ်တာဖြစ်ပေါ်လာမယ်လို့မျှော်လင့်ချင်ရှိနေတယ်အဲ့တော့အဲ့ဒီမှာအာအမျိုးဆုံး tradition တွေလာပြီးတော့ဒီအတီရစားတဲ့ဟိုနေရာမှာအညီအချီလှုပ်လိုက်မယ်ဒီနေရာမှာအာရုပ်ရုပ်တဲတဲဖြစ်သွားမယ်ဆိုပြီးတော့အဲ့လိုဆင်မကောင်းမကောင်းတော့ဘူးပေါ့နော် အဲ့တော့ဦးစင်းတို့ကအဲ့လိုဆိုမြေစာဖျားနဲ့ပတ်သက်တဲ့နေရာတွေရုပ်ဝါတော်တွေပုံတော်တွေကိုဦးစင်းတို့ကလှပအောင်ထားရမယ်ဘယ်သူမှစောလာမြင်းမြင်းတဲ့မြင်းတဲ့တွေ့တဲ့ဆိုရင်တော့သူတို့စီမှာတတ်ထားဖြစ်ပေါ်လာအောင်ဦးစင်းတို့ကစီစဉ်ရအောင်နော်အဲ့တော့အာဒါကြောင့်ဒကာကမတွေကမနေ့ပိုင်းမှာအာဆုံကလိုက်ပြီးတော့အနေဆုံးနေလဲနေလဲမတိုက်ခင်ဒါမှမဟုတ်နေလဲအချိန်လောက်မှာ မြတ်စွာဘုရားဆီလာပြီးတော့အရှင်ဖေဟာအရှင်ဖေဟာဆက်လက်ပြီးဘုံပေးတုံဘုံပေးအဘုံပေးမလားဖေဟာဆိုပြီးတော့ဘုံပေးတုံပါသလားဖေဟာဆိုပြီးတော့အဲ့လိုရှုပ်လို့ရတယ်နားထောင်းမယ်ပေါ့အဲ့တော့မြတ်စွာဘုရားဘာမှမမိတ်တော့ဘူးအဲ့လိုဆင်အရှင်ပြေလောက်ပါပြီဆိုပြီးတော့အဲ့လိုဆင်တင်းလို့ရတယ်အဲ့လိုဆင်အကောင်းဆုံးပဲအဲ့တော့အချင်းရသွားပြီးနားလဲနောက်မှပြီးတော့စပါးဆုံးမြတ်စွာဘုရားနဲ့တွေ့မယ်မြတ်စွာဘုရားစီမှာဆုံးမြတ်စွာဘုရားကိုကမယ် နော်အဲ့တော့ကတ်လိုက်ပြီးတော့မြစ်စာဖျားမပုံးပြီးဘူးအဲ့လိုစင်နေလဲမှာသွားမြည်လို့ရတယ်လေရှင်ဖျားစုံပုံးပြီးမလားဆက်ဆက်ပုံးပြီးမလားအဲ့တော့နော်ဆက်မြစ်စာဖျားဘာမှမဟုတ်ဘူးလို့စင်တင်လို့ရဒါဆိုအချင်းကောင်းအချင်းကောင်းတယ်နော်ညငါထရီလန်ကာနိုင်ငံမှာအာဟိုရင်တော့ကကွရင်ဝါခေတုံးကဘူစင်ကအမ်စုံဘွဲအကြီးကြီးလာခဲ့တယ်အဲ့တော့အဲ့ဒီစုံဘွဲအကြီးကြီးမှာဘူစင်တို့ကိုသူကစုံ ဒီလိုကခက်တဲ့ဆုံးကလိုက်ပြီးတော့ဦးစင်းကမပြီးသေးဘူးမပြီးသေးဘူးဒါပေမဲ့သူကလာပြီးတော့ဒီတိုင်းပြင်ပြလိုက်ဘာမှမမေ့ဘူးအဲ့တော့ဦးစင်းစဲဘာဘာဖြစ်နေလဲဦးစင်းကဘာဘာအပြည့်ရှိလဲပေါ့နော်ဦးစင်းစားစရာယူပြလိုက်တယ်ပေါ့နော်ဒါဆိုအဲ့လိုပေါ့နော်ဒါဆိုကိုယ့်ရဲ့အတွေ့အကြုံမှဦးစင်းကပြောနေတာပေါ့မေ့ရမယ်ပေါ့နော်သူကမေ့ခင်းရင်အရှင်ဖျားစစ်ပုံးပြင်မလားအဲ့တော့ဦးစင်းကပြောလို့ရတယ်လေမပြီးသေးဘူး တမ်းမို့အဆင်ပြေသွားပြီးယူလို့ရပါပြီဆီလိုပြောလို့ရတယ်နိ။ဒါကြောင့်အလုံးမေးမဲ့ဆိုလို့ရှိရင်ပြီးတော့စိတ်ထဲမှာလည်းယုံမှတန်တရားတွေမပေါ်တော့ဘူးပေါ့။ဦးစင်ကတော့အကြံပေးရှင်နဲ့မြေစာဖျားရဲ့ပုံတော်တွေရှေ့မှာမြေစာဖျားရုပ်ပွားတော်ဟုတ်တယ်ရုပ်ပွားတော်တွေရှေ့မှာဘာသာစရာတွေမှမထားသင့်ပါဘူး။နော်တော်တော်များများအကြောင်းတွေမှတွေ့ရတယ်လေမြေဆာဖျာရုပ်ပွားတော့ရှေ့မှာဒီလိုအတီအဆုံအများအများရှိနေတယ်လေအဲ့ဒီဟာမတန်တော့ပါဘူ အဲ့ဒါမသိတော့ဘူးအဲ့လိုဆင်မြန်စားဖျားကညာမှားလိုက်ပုံပြတယ်လို့မသိတဲ့ပုံကိုယ်တွေကထင်ထင်ထင်မှာအမှားပြီပြန်ကြည့်ရအောင်အဲ့ဒါဦးဇင်းအပြည့်အဝဖြည့်ဖြည့်ထားပြီလားမဖြည့်ထားတဲ့အပိုင်းရှိလားပုံမှန်နဲ့7နာရီမှ9နာရီဘယ်လို 9နာရီကပ်ရာမှာမနေ့က6နာရီစွန်ကချင်းမြန်လဲလှုပ်ဆောင်နေပါတယ်တဲ့အနေရှိနိုင်မှာ9နာရီသေးမနေ့က6နာရီဒါဆိုနားမလဲပါဘူးဆိုတော့2နာရီကတ်တယ်အဲနှစ်ခါကတ်တယ်ပြန်ဟိုအလုပ်သွားရဲ့အချိန်တွေမှာအမအတန်သိမကြရအောင်ချေချေလေးပြောပြီးဟုတ်သိမကြရပါဘူးတကမှအတန်ချေချေပြော ပြီးတော့ပုံမှန်တိုင်းဆိုလို့ရှိရင်၈နာရီ၉နာရီလောက်ကပ်ပါတယ်ဖေ။ဒီတစ်ခါလေးအလုပ်သွားတဲ့အချိန်ဆိုမနေ့အစောကြီး၆နာရီ၆နာရီခွဲလောက်ကပ်တယ်ဆိုအဲ့လိုအဆင်ပြေပါလားလို့မိတာပါဖေ။အချိန်ပြောင်းကပ်တယ်။အော်တစ်ခါတလေ၆နာရီတစ်ခါတလေ၈နာရီဖြစ်တယ်ဆိုတော့အဲ့လိုလား။ဟောရပါအင်ပြပါတဲ့ဟုတ်စဉ်းစားကြည့်ပါမြေစာပြအသက်တော်ထင်ရှားရှိခဲ့တဲ့ဆိုလို့ရှင်အဆင်ပြေမလားအဆင်ပြေတာပေါ့နော် Bambi, on senang il mekong, nilu ya oui.